ထရန့်က Air Force 1ပတ်သက်တဲ့ပြဿနာတစ်ခုရှိပါတယ် Air Force 1ကအမေရိကန်သမ္မတကိုတည်ဆောင်တဲ့လေယာဉ်အတွက်တရားဝင်ခေါ်ဆိုတဲ့သင်္ကေတဖြစ်ပါတယ်လက်ရှိမှာ EU Jet အတွက် Jet လေယာဉ်နှစ်စင်းကိုအသုံးပြုလက်ရှိပါတယ်ဒီ Jet လေယာဉ်ကအသက်30ကျော်နေပြီဖြစ်တယ်2018ခုနှစ်မှာအမေရိကန်ပြည်ထောင်စုက Boeing နဲ့ Agata ယင်ကုမ္ပဏီတစ်ခုဖြစ်တဲ့စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်စာချုပ်ကဒေါ်လာ3.6ဘီလီယံတန်ကြီးရှိပါတယ်အဲ့ဒီမှာ Jet လေယာဉ်အသစ်နှစ်စင်းရဲ့ ဂတိကဝုလည်းပါဝင်ပါတယ်ကျက်လင်ရင်များပေးပို့ဖို့အတွက်နောက်ဆုံးရက်ကတော့မနစ်ကဖြစ်ပါတယ်ဒါပေမဲ့ကျက်လင်ရင်ရောက်မလာသေးပါဘူးသူတို့ရဲ့2029ခုနှစ်အထိအဆင့်တဖြစ်နိုင်မလို့မထင်ပါဘူးဒါကြောင့်ထရန်ကာအဖြေကိုစတင်ဆောက်ဖြေခဲ့ပါတယ်ဒေါ်လာတန်း400ရှိတဲ့ကာတာဂျက်လင်ရင်ရှိပါတယ်ဤဂျက်လင်ရင်က Boeing 747ဖြစ်ပါတယ်ဒါပေမဲ့၎င်းကပုံမှန်လေရင်မဟုတ်ပါဘူးဇိမ်ခံအတွင်းခံတွေပါရှိပါတယ်အဲ့ဒီမှာကောင်းကင် တွင်ပြုလုပ်မှုတဲ့အကြီးဆုံးအိတ်ခမ်းလဲပါဝင်ပါတယ်။ကိုယ်ပိုင်ရုပ်ခန့်များစွာနဲ့ရေချိုးခန်းကိုယ်ခန့်လဲပါရှိပါတယ်။ဒါကလေရင်တင်မဟုတ်မကပါဘူး။ကောင်းရင်မှပြန်တန်းနေတဲ့နန်းတော်လိုပါပဲ။ထွန်းကတီလေရင်အတွက်ပတ်စံပေးစာမလိုပါဘူး။လေရင်ကိုကာတာနိုင်ငံကလက်ဆောင်ဖြင့်ပေးအားခဲ့ခြင်းဖြစ်တဲ့ရက်တော်ကြမန်းစပ်ပြီးတင်ကြီးပေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာထွန်းအစိုးရကဆိုပါဂျက်လေရင်ကိုတရားဝင်လက်ခံခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကအငင်းပွားစရာတွေအများကြီးဖြစ်လာခဲ့ပါတယ်။ တရင်းစာဆင်းလေးဘက်တစ်ခုအတွင်းမှာပန်ဒဂွန်ကကာတာဂျက်လီယင်ကိုအမေရိကန်ကလက်ခံပြီး Air Force 1အဖြစ်အသုံးပြုမယ်လို့ကြေညာခဲ့ပါတယ်။ဒါကဒေါ်လာတန်400တန်းနဲ့လက်ဆောင်ပါ။ဒါပေမဲ့တေချာစဉ်းစားကြည့်ရင်ဒီဂျက်လီယင်ကလက်ဆောင်တစ်ခုထက်လပ်ပေးတာနဲ့ပိုတူတယ်ဆိုတာသိနိုင်ပါတယ်။ဒါအပြင်၎င်းကို Air Force 1အသေးအဖြစ်အသုံးမပြုမီအစ်စ်မြင့်တင်ဖို့အတွက် လိုအပ်နေပါသေးတယ်။အဆိုပါမြင့်တင်မှုအတွက်ဒေါ်လာ1ဘီလီယံကုန်ကျအောင်မှဖြစ်တယ်။အဲ့ဒီအတွက်ဘယ်သူကပေးမှာလဲ။ အမေရိကန်ကွန်ဆောင်တွေပဲဖြစ်တာပေါ့ဒါအပြင်အမေရိကန်သမ္မတကထိုကဲ့သို့လက်ဆောင်ကြီးကိုလက်ခံရရှိပါကကွန်ဂရက်လွှတ်တော်ကအတည်ပြုပေးရမှာဖြစ်တယ်ဤဒီမှာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရလိုအပ်ချက်တစ်ခုဖြစ်တယ်ဒါပေမဲ့ထရန့်ကတော့ဒီလိုအပ်ချက်ကိုလေ့ကျူစုခဲ့ပြီးကွန်ဂရက်ကိုမဖြတ်တန်းခဲ့ပါဘူးဒါဆိုဒါတွေအလုံးဘယ်လိုစတင်ခဲ့တာလဲကာတာကထရန့်ကိုလေရင်ပေးဖို့ပါကြောင့်စဉ်းစားခဲ့တာလဲ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါယခုနှစ်အစောပိုင်းမှာ Transdudia တက်တန်အတွက်ထပ်မံတောင်းယူချိန်မှာဘွင်းရဲ့လေရင်တွေကအဆင့်တစ်မဖြစ်သေးပါဒါကြောင့်အရန်စီစဉ်တစ်ခုလိုအပ်နေခဲ့ပါတယ်ဒါပေမဲ့ပိုတိကျရမှာကအရန်လေရင်ဒေါ်နယ်ထန်အတွက်အရန်လေရင်ဂျာကြီးလင်းရင်လိုအပ်နေတာကဂျိမ့်တယ်ပါပဲအဲ့ဒီအချိန်မှာလက်ကမ်းစာဆောင်တစ်ခုပေါ်လာတာကကတာဂျက်လင်းရင်တစ်ခုဖြစ်တယ်2018ခုနှစ်မှာကတာကနေတူရကီကိုပေးပေးခဲ့တဲ့လေရင်ဖြစ်တယ် ာတာဘီယန်ကအဆိုပါလျင်အားတူရကီကိုထောက်ခံမှုလက္ခဏာဖြင့်ပေးအပ်ခဲ့ခြင်းဖြစ်တယ်။အဲ့ဒီဂျက်လင်ကအမွာဖြစ်ပါတယ်။ဂျက်လင်နစီဖြစ်တယ်။ယခုအထိရောင်းချနေဆဲဖြစ်တယ်။ဤဂျက်လင်နစီကထွန့်ရဲ့အချိုက်များနဲ့ကိုက်ညီပါတယ်။ဈေးခံကားများနဲ့ဒီဇိုင်းထုတ်ထားတဲ့ထွန့်ကြိုက်တဲ့အရာအလုံးမှရှိပါတယ်။အဲ့ဒါကအဖြစ်ပြက်တွေရဲ့ကွင်းဆက်တစ်ခုစတင်ခဲ့တာပါ။ဒူဟာနဲ့ဝါရှင်တန်တို့ကြားလိုဝက်ဆွေးနွေးမှုတွေစတင်ခဲ့ပါလား။ ဖေဖော်ဝါရီလမှာကတာကဖလော်ရီဒါကိုချက်လျင်ရင်ဇေလိုဘုတ်အတွက်သဘောတူခဲ့တယ်။ဆိုပါလျင်ကိုထရန့်ရဲ့မာအာလာဂိုအပန်းဖြေစကန်ပို့ပို့ဆောင်ပို့ခဲ့ပါတယ်။ချက်လျင်လက်ပတ်မှုကတန်နိုင်ယူဒေါ်လာ3000ကျွဲဝန်းကျင်ကုန်ကျမှာဖြစ်တယ်။ဒူဟန်နီဖလော်ရီယာကိုအတွားပြန်နိုင်30ခန်းကြာပါတယ်။ဒါကြောင့်အတွားပြန်ခီးစိတ်ကဒေါ်လာ1000လောက်ကြာပါတယ်။ဒါပေမဲ့ ဒီခီးစဉ်ကထိုက်တံမလို့မျောလင့်ပါတယ်ထရန်ကဆိုပါဂျက်လီရင်ကိုဝယ်ယူဖို့အတွက်မျောလင့်ထားတဲ့အတွက်ကြောင့်တင်းတွေကဆိုးပါတယ်ကာတာက၎င်းကိုရောင်းချဖို့အတွက်အလွန်စိတ်အားထက်သန်ခဲ့တယ်သူတို့ကနောက်29ခုနှစ်ကလေးကဂျက်လီရင်ကိုရောင်းချဖို့အတွက်စူးစမ်းနေခဲ့တာဖြစ်တယ်စိတ်ကံလင်းဒီစဉ်အတွက်နက်နဲတဲ့ပတ်စံအိတ်များနဲ့အတတ်ကြီးတဲ့ပုံကိုယ်တစုံတစ်ဦးကိုရှာတွေ့နေတာမလွယ်ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့ကာတာကအဲ့ဒီပုံကိုယ်ကိုရှာဖွေဖို့အတွက်ဖြစ်လာပါတယ်ထရန်က ကြက်လျင်ကိုတစ်ချိန်ကြည့်ရှုပြီးချက်ချင်းစွတ်စွတ်သဘောကျသွားခဲ့တာဖြစ်တယ်။မြင်မြင်ချင်းချစ်သွားခဲ့တဲ့ပုံစံမျိုးပေါ့။နောက်တော့ဆွေးနွေးပွဲကလင်းနေလာတယ်။ဆွေးနွေးပွဲများကအစိုးရကနေအစိုးရတို့ကန်နေပြီးတော့မှရောင်းချခြင်းကိုပြောင်းလဲသွားခဲ့ပါတယ်။လက်ဆောင်တစ်ခုကအကြံဉာဏ်ကိုထရန့်အစိုးရကအကြံပြုခဲ့တယ်လို့တင်းတွေကဆိုတယ်။ကုန်ကျစရိတ်မရှိပဲအခမ်းအနားလွှဲပြောင်းခြင်းဖြစ်တယ်။ဒါပေမဲ့အမေရိကန်ဆိုရပြောတာနဲ့လည်းမတူပါဘူးကာတာကအဆိုပါလျင်ကိုလက်ဆောင်ဖြစ်ကန်လန်ထားကြောင်း အမေရိကန်တာဝန်ရှိသူတွေပြောကြားခဲ့တယ်ဒါပေမဲ့တရင်တွေအရတော့ဒီအကြံစီကအမေရိကန်ဘက်ချမ်းကလာတာလို့ပြောတယ်သို့တော်လည်းဖြစ်ရတစ်ခုကပြင်းထန်တဲ့ဝေဖန်မှုများနဲ့ဖြစ်ပေါ်ခဲ့တာဖြစ်တယ်ဆက်ဆက်ပါပါနှစ်ဖက်ကွဲလဲဝေဖန်မှုတွေလည်းဖြစ်ပေါ်ခဲ့တယ်ဒီမိုကရက်တစ်နဲ့ရီပါဘလစ်ကန်နှစ်ဖက်စလုံးကအစိုးရလေရင်ကိုလပ်ထိုးတယ်လို့ခေါ်ဆိုကြတယ်နိုင်ငံရကြားကောင်းဆောင်တွေကလည်းဆွေးဆောင်ပြောဆိုနေကြတယ်တယောက်ကတောင်းပန်ပါတယ်ငါမမင်းကိုပေးစားလေရင်မရှိဘူးထွန်းကငါမင်းကိုလူချင်တယ် ငါယူမယ်မင်းတိုင်းပြည်ကမိကန်လေတက်ကိုလေရင်တစင်းကလန်းရင်မင်းငါမင်းကိုယူမယ်လို့ပြောတယ်။၎င်းတော့ပထမတက်တန်အတွင်းထရန်ကကာတာကိုမချတဲ့ကြောင်းဒတိပြုဖို့စိတ်ဝင်စားကြကောင်းတဲ့အရာ ရှိခဲ့ပါတယ်။2019ခုနှစ်မှာထရန်ကကာတာကချမ်းဖက်ဝါရကိုငွေချေထောက်ပံ့တယ်လို့ပြောကြားခဲ့ပါတယ်။သူကကာတာ ပံ့ပိုးထောက်မှုတွေကိုလည်းထောက်ခံခဲ့ပါတယ်ဒါပေမဲ့အခုအချိန်မှာတော့အရာတွေတိတိတသာပြောင်းလဲသွားခဲ့ပါပြီထရန့်ကကာတာရဲ့ဖနောက်ဆုံးနိုင်ငံတော်ခီးစင်မှာသူကကာတာနဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့သဘောတူညီချက်များနဲ့ပြုလုပ်ခဲ့ပါတယ်နောက်ဆုံးအနေနဲ့တော့သူတို့ကဒေါ်လာတန်၄၀၀လင်းကိုလက်ခံရရှိခဲ့တယ်သူကဂျက်လင်းကိုသူမြင်မှနှစ်တက်ကြောင်းပို့လင်းမပြတ်မီမှာပဲကာတာမှာငွေရင်းနှီးမြှုပ်နှံမှုတွေစောက်ဆိုင်နေပုံရပါတယ်အခုတော့ဇလန်ကမတူတဲ့ဘက်ကိုသွားနေပါတယ် နိုင်ငံရေးကပိုဖြစ်လာပါတယ်လူတွေကဒါကအစိုးရနဲ့ဆိုရကြတဘောတူညီချက်တစ်ခုပဲလို့ပြောနေကြပါတယ်ဒါပေမဲ့ထရန့်ကတန်တမာရေးရကို စီးပွားရေးကဲ့သို့ဆက်ဆံခဲ့ပါတယ်အရာအလုံးကို ရောင်းအဝယ်အဖြစ်မြင်ခဲ့ပါတယ်ကာတာကသူ့ကိုပဂရိပြန်တန်းနိုင်တဲ့နန်းတော်တစ်ခုအခမဲ့ပေးဆောင်ခဲ့တယ်တင်လို့ရှိတဲ့အတိုင်း၎င်းကိုပုံမှန်အပေးယူတာမဟုတ်ရဲရင်နဲ့လတ်ထုံးမှုလို့ခေါ်နိုင်ပါတယ်ဒါပေမဲ့ကာတာအနေနဲ့တော့တစ်ခုတော့နားလည်တင်ပါတယ် ဒေါ်လာတန်400တန်ကျက်လျင်ကဲ့သို့ပဲ၎င်းရဲ့ရည်ရွယ်ချက်အစစ်အမှန်ဟာမြေပြင်နဲ့ကောင်းကင်မှာလိုအပ်ထားခြင်းမရှိတဲ့အကြောင်းဖြစ်ပါတယ်